你都是生物创造的吗？<noise> <noise> <noise> ကင်းလွတ်ခွင့်အခွန်တော်ဥပဒေမူချမ်းပေါ့နော်အဲ့ဒါကိုကျွန်တော်ကတင်ပါမယ်အဲ့ဒါကတတ်မတော်လဲကြိုက်မယ်လူတို့ကလည်းကြိုက်မယ်ပေါ့နော်လက်ခံမယ်ပေါ့နော်ဘာဘီစစ်မှုရဥပဒေပြဋ္ဌာန်းလိုက်တဲ့အချိန်မှာကျွန်တော်ကဒီကလူတွေအများကြီးထွက်တယ်လေကျွန်တော်တို့ကကျွန်တော်ကဒီဘန်ကောက်မှာမှကျွန်တော်နေကြတယ်လေနေတဲ့ခါကျတော့ဒီမှာကျွန်တော်ဗမာငွေတွေကစီးဆင်းသွားတယ်လေစီးသွားတဲ့ခါကျတော့ကျွန်တော်ငွေတန်ဖိုးတားကြပြီးတော့ကျွန်တော်စီးအီကော်နော်မီယာပေါ့နော်ဗမာငွေတန်ဖိုးကျတယ်ဘတ်တန်ဖိုးတက်တယ်ဒေါ်လာတန်ဖိုးတက်ပြီးတော့စီးပွားရေးထွက်ကျသွားတယ်နောက်ပြီးတော့ဒီမှာ resource person တွေပေါ့နော်ကျွမ်းကျင်လူသားတွေလည်းအမြဲတမ်းရှားသွားတယ်စီးကန ော့ခက်တယ်အဲ့တော့ဒီရှင်တွေကဒါအတိုင်းပြည်တယ်မကောင်းဘူးနောက်တစ်ခုကလူငယ်တွေလည်းတော်တော်ဆိုးရင်ရတယ်ပေါ့နော်အဲတစ်ဖက်ကကြည့်ပြန်တော့ခါတော့နိုင်ငံတော်နဲ့တက်မတော်အတွက်ကြတော့လူအချက်ဖြစ်နေတယ်အဲ့တော့ဒါကိုကျွန်တော်ကမြင်တဲ့ခါကျတော့ကျွန်တော်ကဒီပြည်သူစစ်မှုထမ်းဆောင်ခြင်းမှာကင်းလွတ်ခွင့်အခွန်တော်ဆိုတဲ့ဥပဒေချမ်းတစ်ခုကျွန်တော်ကရေးပါတယ်အဲ့တော့ကျွန်တော်စီမှာအဲ့ဒီမူချမ်းကမူချမ်းပြည်ပြည်သားပါ complete ပါဒါကိုအကောင့်ထဲပို့လိုက်မယ်ဆိုရင် ဟိုဘလူလူကလည်းစိုးရိမ်မှုပြေတော့မယ်နိုင်ငံတော်အတွက်လည်းလိုအပ်တယ်ကျွန်တော်တို့ကစစ်မှုထမ်းအရေးအတွက်ကိုရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ကပြုစုဗီဇာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကလွှတ်တော်တွေရောက်လို့ရှင်ပထမဆုံးလိုအပ်မယ်လောက်ကတော့အဲ့ဒီဥပဒေပြည်သူစစ်မှုထမ်းဆောင်ခြင်းမှာကျင်းလွတ်ခွင့်အခွန်တော်ဥပဒေမူကြမ်းပေါ့နော်အဲ့ဒါကိုကျွန်တော်ကတင်ပါမယ်အဲ့ဒါက နှစ်ဖက်ဝင်းဝင်းပါတက်မတော်လဲကြိုက်မယ်လူလူကလည်းကြိုက်မယ်ပေါ့နော်လက်ခံမယ်ပေါ့နော်အဲအဲ့ဝူတွေရဲ့နောက်တစ်ခုကတော့ဘာလဲဆိုရင်နိုင်ငံဝန်ထမ်းတွေမှာခံစားနေရတဲ့မျှတမှုနေပါတယ်ထင်တာလေးပေါ့နော်အဲ့ဒါတွေကျွန်တော်ပြင်မယ်